ိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နေတိုးခေါ်နေလင်းအောင်ဟာမြမရုပ်ရှင်ထူးကျွန်စုရမြမရုပ်ရှင်တရုပ်ဆောင်တအုပ်ဖြစ်ပါတယ်။နေတိုးကို9ရက်နေ့စက်တင်ဘာ1982ခုနှစ်မှာဦးအောင်တန်းနဲ့ဒေါ်တန်းမြိုင်တို့မှရခိုင်ပြည်နယ်မြန်အောင်မြို့မှာမွေးဖွားခဲ့ပါတယ်။နာမည်ရင်းမာနေလင်းအောင်ဖြစ်ပြီးမွေးချင်းမောင်နှမ3ယောက်ရှိပါတယ်။၎င်းတို့မှာအကိုဇော်လင်းအောင်ညီတရုပ်ဆောင်မင်းသွေးမြမစုမအောင်တို့ဖြစ်ပြီးရခိုင်လူမျိုးဖြစ်ပါတယ်1999ခုနှစ်မှာရန်ကုန်သို့ရောက်ရှိခဲ့ပြီ Y2K Moray Agency ကိုတက်ရောက်ခဲ့ပါတယ်။ Moray ပြိုင်ပွဲအချို့မှာဆုအချို့ရရှိခဲ့ပါတယ်။ Moray အဖြစ်အလုံးလုံးစဉ်သူ့ရဲ့အမှုပညာနာမည်မှာဇင်မင်းဖြစ်ပါတယ်။ငယ်စဉ်ဘဝကသူ့ရဲ့အီမန်ချမ်းမှာအဆူရနှစ်တည်းရဖြစ်ရန်ဖြစ်ပါတယ်။၂000ခုနှစ်ကသူ့ရဲ့တခြင်းခွေတစ်ခုကိုထုတ်လုပ်ဖြန့်ချိခဲ့တော့လေလူသိမများခဲ့ပါ။အရိကာလာမှာပထမဆုံးရုပ်ရှင်ရိုက်ကူးခဲ့ပြီးအဲဒီချိန်မှစ၍ရုပ်ရှင်လောကသို့ဝင်ရောက်လာခဲ့ပါတယ်။နေတိုးဟာဒါရိုက်တာမောင်မျိုးမင်းရင်တွင်ဖြစ်ရဲ့ နှင်းစီအငိမ့်အဖွဲဝင်လူရှင်တော်တအူးလည်းဖြစ်ပါတယ်။နှင်းစီတခင်နှင်းစီရင်ခွင်နှစ်သက်နှင်းစီထာဝရနှင်းစီညီညွတ်ချင်းနှင်းစီရတနာဘုံနှင်းစီနှင်းစီဘဝခြုံနယ်လက်နှင်းစီလေအစရှိသဖြင့်ဖြောပြေခဲ့သူလည်းဖြစ်ပါတယ်။နေတိုးဟာ2009 2015 2019 2014ဆလီကုနေများတွင်အကောင်းဆုံးအမျိုးသားဆက်ဆောင်စုရရှိခဲ့ပါတယ်။2018ခုနှစ်မှာ Star Award ရုပ်ရှင်နှင့်ရုပ်သံထူးခြားစုရရှိခဲ့ပါတယ်။ မြန်မာ Pride Award 2019 Best in Film ကိုရရှိခဲ့ပါတယ်။နေတိုးဟာ2010ခုနှစ်ဒီဇင်ဘာလမှာစေထားသောတကားများအမည်ရှိစာအုပ်တအုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်။အဲဒီစာအုပ်ဟာနေတိုးရဲ့ဓာတ်ပုံအသားပေးအထောက်ပတ်တိစာအုပ်ဖြစ်ပါတယ်။နေတိုးရဲ့ဘဝဖြစ်စဉ်အမှုပညာနယ်ပယ်သို့ဝင်ရောက်လာမှုအမတ်တရားအဖြစ်ပြန်မှတ်စုတို့များကြပြများကိုသူ၏ငယ်ဘဝကရိုက်ကူးခဲ့သည့်ဓာတ်ပုံများမိသားစုဓာတ်ပုံများအလားဓာတ်ပုံများရိုက်ကွင်းမှဓာတ်ပုံများ နိုင်ငံရေးချခရီးထွက်ခဲ့စဉ်ကရိုက်ကူးခဲ့သည့်ဓာတ်ပုံများနဲ့အတူတူဝေဝေဆာဆာထည့်သွင်းဖော်ပြထားပါသည်တစ်ချောင်းလုံးစုံသည့်နေ့ဖြစ်သောနိုဝင်ဘာလ17ရက်နေ့2021ခုနှစ်တွင်အကယ်ရမီနေတိုအပါအဝင်မြမရုပ်ရှင်လောကဤထိတ်တန်း6ရောက်အကယ်ရမီလူမင်းအကယ်ရမီပြည်တည်ဦးနေတိုအကယ်ရမီခန့်စီသူမြင်းမြန်ဒရိုက်တာဝိုင်းဟာမြမအမှုပညာအကျိုးကိုမျှော်မှန်း၍အမှုပညာပြုခင်းကိုစတင်တည်ထောင်ခဲ့ပြီးမင်းသမီးအသက်3ကိုပြည်သက်နဲ့မိတ်ဆက်ပေးခဲ့ပါသည် ရိုက်ကူးခဲ့တဲ့ဇာကားများကားလျာကျော်ရှိပြီး2005ခုနှစ်မှာမင်္ဂလာပါ2006ခုနှစ်ပန်ပြိုသူတို့အလင်းကရောင်ပြန်ထား2009ခုနှစ်မိုးဝခုံတက်ကလိုက်ချင်ပါတယ်ဒီကောင်ဘသူတော်ဝင်ကဘာအချင်းနဲ့သူဤချစ်ကိုကိုချစ်2008ခုနှစ်အကယ်ဒမီရှော့နှလုံးသားစီရင်ငန်းမြင့်မော်ထက်ကတရဖူး2009ခုနှစ်ရောက်ကမနဲ့တထောင်တညချစ်လို့စားတာဂျိုးကြတောင်မန်ခတ်တန်းမိုးညအိမ်မက်မြူဇောကကနေသည်မာမီရှင် နောက်တစ်စင်းနီယူမော်ရင်ဘာမီတွန်းကိုရှေတမန်လာထအဘွား2017ဖလန်းဖလန်းဖြစ်တဲ့အချက်အထားပေးတဲ့ဆရာကြီးလာထအဘွားနဲ့ချိန်ဇော်ပေ2017ခုနှစ်မှာနှလုံးသားအဖိဒံနိုင်ငံကျော်ရုပ်ရှင်မန္တမီယောက်ျား2013ခုနှစ်မှာအဖြူရောင်ရဲတိုင်းအထာအသင့်နဲ့နှခါချင်းမဲအလန်းလွန်အလွန်လန်းစုံပြူ၁၂နှစ်သရိုးသားစီတန်းရဲ့ကကြည်တဲ့2014မာယာ project အစုံမဲ့အချက်ပန်းပြူစားရင်းညာမုံလို့ရရင်မုံကျနေတိန်ငွေဖြူမရပါဆွေမျိုးများမိမ၃ယောက်ယူမဲ့သူ2005ကိုတင့်တို့စူပါရက်ကွက်နှက်ခတ်မာတဲ့တိုက်ပွဲအောင်ပါလေကျူပရဲ့ကြေကျော်များ ကျမကနှင်းစီပါမောင်ရှယ်လီကေတာအောင်မြင်ကြောကြားဆူရှာထမြန်ပန်းပရောက်တစီရင်တွင်းစုနေ2016အချစ်စစ်အနုဘင်ဘန်ကောက်မှမန္တလေးသို့ တိတိစိတ်စိတ်တန်ရောစဉ်အုတ်ကြမြပောက်နှောင်းဆက်ကုန်ထာဝရအမေတာတီကြီးကျွန်းအောင်စေပိုင်စီရွှေရင်ကားကိုထွေခင်းကစားမယ်။မွေကြက်ကတော့လွန်လွန်နဲ့ပပတ်ဆက်ဆန်းညူကြောက်ကြောက်ကြောက်နှောင်းဆက်ရှင်မွေကြက်များများသောလာယောင်ဖျားတဲ့အင်းလေးမုံလို့ရရင်မုံကျင်နဲ့ကိုဇက်လန်မှာကိုသားဇလိုက်ကဘာကျော်တဲ့ရွာတိန်တိုက်တတာမုံဆွဲတဲကြံတက်ကွင်းမီး 2019ဓာတုမဟူရာရုပ်ရှင်ရောပြောင်းရွှင်ရေးပြောရေးလာတက်တာအမှတ်88နိုင်ငံကြီးသားပြည်တနာနှစ်ပါတော် update sponsor အထက်တန်းစားယူအောင်ချမဲ့သူအခမ်းအနားဆုံးမြတ်တာဘိုနီတိုချီကြောက်ကြောက်ကြောက်2020မြန်နုရွာစော်ကြီး2023 never give up တတဲလောက်အချိန်လုံးမ2024မောင်နှုတ်ယောက်ျားရဲ့လာခေါ်သူ နှောင်းအိမ်မကယံရရှိခဲ့တဲ့စုများနဲ့စကားတင်စီရင်ဝင်မှုများ2009ခုနှစ်အကောင်းဆုံးအမျိုးသားဆက်ဆောင်စုမိုးညအိမ်မက်မျိုး2013အကောင်းဆုံးအမျိုးသားဆက်ဆောင်စုစကားတင်စေတန်ရဲ့ကာကြီးတဲ့2014အကောင်းဆုံးအမျိုးသားဆက်ဆောင်စုဇဂါတင်မာယာပရောဂျက်2015အကောင်းဆုံးအမျိုးသားဆက်ဆောင်စုနတ်ခတ်မာရဲတိုက်ပွဲ2019အကောင်းဆုံးအမျိုးသားဆက်ဆောင်စုဒါတီကြီး2018 အကောင်းဆုံးအမျိုးသားဆက်ဆောင်စုစကားတင်မုံစိန်2018အကောင်းဆုံးအမျိုးသားဆက်ဆောင်စုတိန်တိုင်းတတာ2019အကောင်းဆုံးအမျိုးသားဆက်ဆောင်စုစကားတင်ချီ2020အကောင်းဆုံးအမျိုးသားဆက်ဆောင်စုစကားတင်မြန်နု2024အကောင်းဆုံးအမျိုးသားဆက်ဆောင်စုကိုနောက်ဇာကားဖြစ်ရရှိခဲ့ပါတယ်